အကျန်းခံတဲ့ဖုန်းမှလိုချင်သူတွေအတွက် Oppo ရဲ့ဖုန်းသစ်တလုံးထပ်ဝင်လာပြီ။အားလဲတော်တော်ခံမယ်။အပြင်အောင်တော့မှဖုန်းမကြမကြထုတ်ထုတ်ကြည့်ရတဲ့ company ဝန်ထမ်းမျိုးတွေနောက် damage ဖြစ်လွယ်တဲ့ environment ဥမာ site engineer လိုမျိုးတွေ bike တွေအဲ့လိုလူတွေအတွက်အဓိကထားထုတ်ထားလို့သိရတယ်။ဆိုတော့ဒီနေ့ကျွန်တော် showcase လုပ်ပြီးမှာတော့ Oppo A5 Pro ပါ။ YoYo A5 မဟုတ်ဘူး Pro model ။သူ့မှာ IP69 တို့ military grade resistant တို့နောက်၅၈၀၀ mAh power battery တို့ အဲ့လိုမျိုးအကြမ်းခံအားခံအသားပေးပေါ့နော်ထုတ်ထားတဲ့ဖုန်းလေးဘလောက်တောင်လဲဆိုရင် 80°C ထိပ်ထိပူတဲ့အဲ့လိုမျိုးရေနွေးပူနဲ့ပတ်မယ်ဆိုရင်တော့ဒီဖုန်းကခံနိုင်ရှိရဲဆိုပြီးတော့ Oppo ကတော့ claim ထားတယ်တင်းဦးမှာဆိုလဲဒီ A5 Pro အကြမ်းခံတဲ့ durability test လုပ်တဲ့ video တွေအများကြီးပဲတကယ်လို့ခုလို့ဆိုရင်တော့ဒီနှစ်ရောင်မှာဘယ်ရောင်လေးကိုပိုသဘောကြလဲအရင် A3 8ဆိုတော့ကျွန်တော်ကားနဲ့တက်ချိတ်ပြတာရေနွေးပုတ်ပတ်ဆိုတဲ့ထဲပြုတ်ပြတာတွေအထိအစမ်းပြခဲ့ပေါ့နော်ဒီတစ်ခေါက်မှာလဲ Oppo Challenge ရှိတယ်ဒီဖုန်းတွေရေခဲပြင်မယ်ပြီးတော့ပုတ်ပတ်ဆိုနေတဲ့မာလာရှန်ကဟော ော့ပေါ့အပြုတ်ထဲကိုထည့်မယ်ပေါ့နော်ခဲနေတာကနေချက်ချင်းခွဲထုတ်ပြီးတော့ချက်ချင်းထည့်ပြုတ်มาဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်လဲဖုန်းတစ်လုံးကိုဒီလိုမျိုးအကြောင်းမဲ့ပြီးတော့မဟာဒီယာလောက်ချင်စိမ့်မရှိပါဘူးဒါပေမဲ့အရင်ခေါ်လို့ပဲ Oppo ဘက်က challenge ခေါ်တယ်ဆိုတော့လေ why not ပေါ့ My Tech မြန်မာပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖုန်းကြော်သူပါကျွန်တော်မပြောခင်ဒီဖုန်းနှလုံးကို test လုပ်ကြည့်ပါမယ်အိုပိုကြွယ်ထားသလိုသူတကယ်အကျန်းခံပါမလားပေါ့ ဲအခုကျွန်တော် Oppo A5 Pro ဖုန်းနှလုံး6နိုင်ဇက်တိုက် freezer ထဲမှာခဲပြီးပြီအခုခွဲမယ်ဖုန်းကိုယူမယ်ပြီးတော့ပုတ်ပွက်စုနဲ့မာလာရှန်ကိုဟော့ပေါ့ထဲကိုတခါလေးစိန်ပြီးထပ်ဆန်မယ် ကဲအခုဆိုရင်တော့ဒီဖုန်းတစ်ခုရဲ့ဘလောက်ကြမ်းခံတယ်ဆိုတော့မြင်လွယ်ကြမှာလို့ထင်ပါတယ်။ဒါက everyday မှာကျွန်တော်တို့လုပ်ဖြစ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့ Oppo ဘက်က challenge score ရဲ့အတွက်ကောကျွန်တော်တို့အရန်ခဲတဲ့ condition နဲ့အရန်ပူတဲ့ condition တစ်ခုနောက်ရေးဆိုတာရောပြောစရာတော့မလိုတော့ဘူးနော်။ကောင်းကောင်း survive ဖြစ်တယ်ဖုန်းတစ်ခုလုံး။အကုန်လုံးလုပ်တယ်ခုနကျွန်တော်စမ်းကြည့်ခဲ့သလောက်ဒီဖုန်းနှစ်ခုလုံးကလုံးဝကို6နိုင်လောက် freeze ဖြစ်တဲ့အထိခဲထားတယ်အဲ့တော့မှချက်ချင်းအပူထဲကိုထည့်တာတော့မှလုံးဝ survive ဖြစ်တယ် ဆိုတော့တော်ယုံရေတွေဝင်လာတော့ရေတွေဆူရွှဲသွားတာတော့ကတော့ပြောမနေနဲ့ပေါ့နော်ပြီးတော့ less ရေဆိုနေရင်ဒါမှမဟုတ် let မှာစီပေနေတော့မှသူ screen က responsive ဖြစ်တယ်အလုပ်လုပ်လို့ရတယ်ပထမဆုံးသူ design color ဒီလို mirroring budget phone ဆိုပေမဲ့အနောက်ဘက်အနေထား design color ပေါ်ပေါ်ပဲပဲမဟုတ်တော့ဘူး matte အသားအငြိမ်သားနောက်သူ color combination အတော်ဆက်လေးရလဲအဲ့လို premium ဘက်ကိုငြိမ်တဲ့ဘက်ကိုရောက်လာတယ်ပေါ့နော်ဒီမိုကားရောင်လိုမျိုးအညွန်နုရောင်လေးဆိုလဲအဲ ဲ့လို gentleman ဆန်တဲ့အကြောင်းကို design ဒီအစိမ်းလူရောင်လေးကတော့ကျွန်တော်လူငယ်ကြိုက်ဖြစ်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ကတော့ personally သဘောကျတာဒီအကြောင်းလေးမှာဒီမျိုး ring light flash ကိုလုပ်ထားပြီးတဲ့ design ရဲ့ဒီအပေါ်ရွှေရောင် camera ring လေးလုပ်ထားတာတွေကအတွဲဆက်ညီတယ်လို့မြင်မိတယ်ဒီအစိမ်းလူရောင် vegan leather နဲ့ကောင်းလေးကတော့ကန်တဲ့တန်ကြီးကိုနုအီနေရပဲကျွန်တော်တို့မာလာရှန်ကော hotpot ဦးထဲကိုတော့မထည့်ရက်ခဲ့ဘူးပြောစရာတော့ AC ထုံးစံအခုချိန်ထိ 90 hz lcd 720p display ပေါ့နော်ပြီးတော့ mirror budget ပီတာလုံးစွာပဲအောက်ကချင်းနေရလည်းရှိသေးတယ်ပြီးတော့ pixel density 264ppi ပဲရှိမယ်အမြင့်ဆုံး brightness peak ကို1000နင်းအထိရမယ်အဲ့တော့ကျွန်တော်တို့နေရောင်အောက်မှာဘလို့ကြည့်ကြည့် screen ကြီးကမှိန်လွန်းနေရမျိုးတော့မဖြစ်တော့ဘူးပြီးတော့အရှိတ်ဘက်သူ့မှန် Gorilla Glass 7 iron မျိုးနည်းနည်းခက်မာကြီးကြောရရှိတဲ့အကျန်းခံရဘက်သွားတဲ့ ဲ့လိုမှန်မျိုး up to date သုံးမိထားတယ်သူ display color ကိုကျွန်တော်ထုံးစံ natural mode on သုံးမယ်ဆိုရင် sRGB 98%ထိရတယ်ဆိုတော့နည်းနည်းအရောင်မှန်တဲ့ဘက်ကိုလည်းသွားတယ်အရင်တော့ main range တွေလိုမျိုးအရောင်ကြီးရပါတာအဖွဲနေရမျိုးတင်မှာ contrast တွေရောထွေးနေရမျိုးတော့မရှိဘူး battery က9800 mAh power capacity အကိတ်ကြီးပါတယ်အဲ့တော့မှဖုန်းအထူးနဲ့ဝိနေရတာလောက်ပဲရှိရဲ့ တိတ်မလေတိတ်မထူဘောနော်ဖုန်းအားတဏီကုန်ခံတယ်ဆိုတဲ့အနေအထားကြီးမှာရှိတယ် normal use လို့မျိုးပေါ့ပေါ့ပါသုံးမယ်ဆိုရင်နှစ်ရက်လောက်နေမှာတစ်ခါအားသွင်းရမယ်အနေအထား power saving mode တွေပါဖွင့်လိုက်မယ်ရိုးရိုးဖုန်းကိုဖုန်းလိုပဲအဲ့လိုပေါ့ပေါ့ပါပဲသုံးမယ်လို့ဆိုရင်ဒီ9800နဲ့ battery နဲ့ဖုန်းကြီးကတော်တော်လေးကိုခံတယ်ဆိုတာသိတာပါပဲတကယ်လည်းအခုနောက်ပိုင်း phone company တွေရဲ့ approach ကဒီလိုမျိုး main range တွေ budget တွေမှာအကျန်းခံတာအားခံတာအဲအဲ့လိုမျိုးဘိုင်းတွေကိုပို emphasize လုပ်ပေးလာတယ်လူများစွာလည်းအဲ့ဒါကိုပို့လိုချင်တယ်လို့တော့ ထင်ရတာပဲဗောနော်ဆိုတော့မိတ်ဆွေတို့ရောဘယ်လိုသဘောရလဲကိုဖော်အားလို့အာရန်ခံနေတာချမ်းခံနေတာကိုကြိုက်လားဒါမှမဟုတ်တခြား spec တွေပုံမှတ်လားကိုရဲ့အမြင်တွေကိုမှန်ခဲ့လို့ရပါတယ်ဒီ A5 Pro တွေကို game စတိုက်ဆော့မယ်ဆိုရင် Mobile Legends 9နိုင်လောက်ရတယ် PUBG တို့ Free Fire တို့ဆိုရင်တော့6နိုင်ကျော်ခံမယ်ဗောနော်ဆိုတော့ဆိုးတော့မဆိုးလောက်လို့မြင်မိရယ် battery life အနေနဲ့ပေါ့အခုနောက်ပိုင်း Oppo ဖုန်းတွေထုံးစံတိုင်းဒီဖုန်းကလည်း အားကိုတနည်းတစ်ခါသွင်းပြီးတော့၄နှစ်လောက်သုံးမယ်ဆိုရင်တော့သူ့ရဲ့ battery health capacity 80% 80%ရာခိုင်နှုန်းအထက် maintain ဖြစ်အောင်မယ်အဲ့လောက်ခံအောင်မယ်လို့ Oppo ဘက်ကပြောထားတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ရေရှည်ကြိုင်မဲ့လူတွေအတွက်လည်းဘာပဲပြောပြော safe ဖြစ်တယ်ဆိုရဲမနေ့ခံစားချက်ရမယ်လို့ထင်ပါတယ်။သူ့ charging speed က 45W Oppo Core Super Voice Flagship ပါညာပေါ့နော်။နိုင်ဝက်ဆိုရင် အားတဝက်ပြည့်တယ်။အစအဆုံးဆိုရင်တနာရီနဲ့15မိနစ်လောက်သွင်းရတယ်။ဆိုတော့9800 mAh battery ကို အဲ့လောက်တွင်းရတယ်ဆိုတာအရင်မနှေးလုံးမမြန်လုံးမစိုးပါဘူးပေါ့အရင် Oppo A3 ဖုန်းတွေထပ်ပိုကြမ်းခံလာရဆိုတဲ့နေရာမှာ IP69 အပြင်ကမှသူ့ထဲမှာခံမေးထားတဲ့ဖုန်းပက်တင်တွေနောက်ကူရှင်တွေအဲ့ဒီအပိုင်းတွေကိုလည်း Oppo ကပိုတင်ချလုပ်ပေးလာတယ်လို့ပြောတယ်ဥပမာ motherboard နဲ့အနောက်ဘက်ကာဘာကြားမှာဖုန်းပက်တင်ခံမေးလာတာနောက်ကျွန်တော်တို့လွတ်ကျပြုတ်ကျတဲ့ခါမှာထိလွယ်ရှလွယ်ဖြစ်တဲ့ဖုန်းမကွဲရင်တော့ဗျအထက်ကဒီကင်မရာ sensor တွေကြားမှာပြုတ်ထွက်သွားနိုင်တာမျိုးတွေမှာပိုခိုင်အောင် ူရှင်နေခံမိလာမျိုးပေါ့နော်။ဒါကအရင်တော့ A series ကို Oppo တော့အဲ့လောက်ထိမလုပ်ပေးခဲ့တာတော့အမှန်ပဲ။ဆိုတော့ဒီခေါက် A5 Pro ကတော့နည်းနည်း Pro level ပို့ဖြစ်လာတယ်ပဲပြောမလား။ပြီးတော့သူ့ရဲ့ဘေးပေါက် mid frame နဲ့ motherboard တွေကိုလည်း aluminum အလွိုင်းနည်းနည်းပိုကောင်းတဲ့ material နဲ့လုပ်ပေးလာတယ်။နောက်တစ်ခုသူ့မှာ out of the box ပါလာတဲ့ cover တွေကလည်းတတ်ထားမှဆိုရင်လေးဘက်လေးတန်းကူရှင် effect တွေပါတယ်။အဲ့တော့ phone ကပို့ပြီးတော့အကျန်းခံပဲပေါ့နော်။အစိမ်းနှူရောင်တွေကတော့အချီရောင်နဲ့လာတယ်ဒီမှာ phone button လို့လို့ပါလို့လို့ ဒီမုတ်ခါရောင်အညူရောင်လေးကတော့ကျွန်တော်တို့ထုံးစံတိုင်းပေါ့နော်အနက်ရောင်ဆီလီကွန်ပုံစံညင်နေဒါတော့ fancy အိုးဘွားပြောတော့ဒီလိုမျိုးဖုန်းအထက်က cushion တွေဖုန်းပတ်တင်တွေပိုသေးစာလုတ်ပေးလာတာဖြစ်တဲ့အတွက်အရင်လိုမျိုး IP69 68ပါတယ်ဆိုရုံတခြားတချို့ဖုန်းတွေထက်စာရင်တော့ပိုပြီးတော့လွတ်ကြတဲ့အခါမှာဖုန်းမကွဲမပြူတာပြန်အထက်က pass တွေအတွက်လည်းပို့ပြီးတော့စိတ်ချအောင်လို့ပြောတယ်ပြီးတော့နောက်တစ်ခု phone ရဲ့အတွင်းပိုင်းမှာ VC cooling လိုမျိုး vapor chamber အဲ့လိုမျိုးထည့်ပေးလိုက်တယ်ဒါကလည်းကျွန်တော်စိတ်ထင် Oppo A series phone တွေမှာ A5 Pro ပထမဆုံးထင်တာပဲအရင် phone တွေမှာမတွေ့ဘူးခဲ့ဆိုတော့ phone ရဲ့ gain ဆော့တဲ့ချိန်တွေသုံးတဲ့ချိန်တွေမှာ thermal control ပိုင်းပူရာကိုနည်းနည်းများတော့နည်းနည်းပူတက်တာလာမယ်လို့တော့ထင်ရတာပဲပေါ့နော်ဒါပေမဲ့ခုလိုမျိုးနွေရာသီတအားပူတဲ့ရာသီတို့မှာတော့ဘယ် phone မဆို generally အနည်းနည်းများပူပူမှာတော့အမှန်ပဲအဲဒါကြောင့် ကိုဖုန်းကြီးပူလာလို့ရှိရင်လည်းအရန်တော့မလောင်ကြနဲ့ပေါ့နော်။လူရသည်လူအောင်တော်တော်ပူတာဖြစ်ပါတယ်။ဟုတ်တော်ရှိမဟုတ်တော်ရှိသဘောကျဖို့ကောင်းတဲ့ချက်ကတော့ဒီဖုန်း screen တွေကလက်ရေးဆိုနေရင်အပြင်လက်မှာစီပေးနေရင်တော့မှ ကောင်းကောင်းကြီးပေါ့နော် responsive ဖြစ်တယ်သုံးလို့ရတယ်။ဆိုတော့ကြက်ကြော်ဆိုင်ဖုန်းသုံးတာတော့အဲ့လိုလက်ပေးနေတဲ့ဖုန်းသုံးတဲ့လူတွေအတွက်ကတော့ life saving ပေါ့နော်။အဲ့လိုသုံးတဲ့လူတွေရောရှိလား။သူ့မှာပါတဲ့ auto mode on ထားမယ်ဆိုရင်ကျွန်တော်တို့အပြင်မှာဖုန်းပြောတာတော့ပါလို့ဆိုရင် auto speaker mode ပြောင်းပေးတယ် ီးတော့သူ့ရဲ့ notice sound တွေပါလို့လည်းအမြင့်ဆုံးမြင့်ပေးလိုက်တယ်ပေါ့နော်စကရင် brightness အလင်းအောက်လည်းအမြင့်ဆုံးတင်ပေးလိုက်တယ်ဆိုတော့အပြင်မှာဖုန်းကိုထုတ်ထုတ်ပြီးတော့သုံးနေရတဲ့တချို့ user တွေဖုန်းအလိုမကြမကြထုတ်ပြောရတဲ့လူတွေအတွက်ကတော့ဒါလေးကအသုံးတည့်စေမယ်လို့ထင်တယ်ဟုတ်လို့ကိုကျွန်တော် Oppo A5 Pro ရဲ့ outdoor mode စမ်းနေရကျွန်တော်အခု Oppo A5 Pro ရဲ့ outdoor mode စမ်းနေရဒီမှာမိုးရွာသွားရောအနေနဲ့ကိုအတန်းဆင်ပြေလာမှာအဲ့လိုပဲလက်အိတ်နဲ့သုံးမဲ့ယူဇာတွေအတွက်လည်းသူမှ gloss mode ဆိုတာပါတယ် ဲ့ဒါတို့ setting ထဲမှာတက်တက်သွား on ရမယ်ပေါ့နော်အဲ့ခါကျရင် leather လက်အိတ်အထူ rubber လက်အိတ်နဲ့နောက် protective gloves တွေနောက်ရေစိန်ခံတဲ့ waterproof case တွေအဲ့လိုထဲမှာထည့်သုံးတာတို့အဲ့လိုလက်အိတ်တွေနဲ့သုံးတာတို့မှာဒီ phone က response ဖြစ်မယ်ပေါ့အဲ့တော့ခုနကျွန်တော်ပြောဆိုပဲဒီ phone ဒီအပြင်အောက်တော့မှာအဲ့လိုမျိုးနေ့စဉ်ဘဝအဲ့လိုလက်အိတ်တွေနဲ့ရောယူယူတွေရောသုံးမဲ့လူတွေအတွက်အထူးပြင်အဲ့လိုမျိုး biker တွေနဲ့တချို့ specific user တွေအတွက်ကတော့တော်တော်လေးကိုအဆင်ပြေစေနိုင်မယ်လို့ထင်ရတာပဲ။ အကျန်းလဲခံအောင်ထုတ်ထားတယ်အားလဲနည်းနည်းခံတယ်ဆိုတော့လေပြောရရင် Oppo က blue collar worker တွေအတွက် UTV ထုတ်ထားတယ်လို့တော့မှပြောလို့ရတယ်ပေါ့နော်သူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုး user တွေအများကြီးကို interview လုပ်ထားပြီးတော့သူတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဖုန်းမျိုးဒီ A5 Pro မှာလုပ်ထားတယ်လို့တော့ပြောတာပဲ performance ဘိုင်းတွေကတော့သူမှ square core ရဲ့ snapdragon 6s 4g gen 1သုံးနေထားတယ် ဒါက normal performance amount တခုတော့ထွက်တယ်ပေါ့နော်ကျွန်တော် AnTuTu နဲ့ benchmark score တွေလည်းပြပေးလိုက်ပါတယ်ရှင်းပါတယ် gain အမြင့်တွေတအားဆော့မဲ့လူမျိုးတွေတော့မဟုတ်ဘူး mobile legend လောက်ဆော့မဲ့ဆိုတဲ့လူတွေအတွက်ကတော့အဆင်ပြေနိုင်လောက်ပါတယ် PUBG လို gain တွေကတော့နည်းနည်းယုံကန်ရမယ်အခုလိုမျိုးຫນွေရာသီရာသီဥတုပူပူမှာ fan letter မဆော့ဘူးဆိုတော့အဲ့ gain တွေသွားဆော့ရင်တော်တော်လေးကိုတော့ပူတက်လာမှာတော့အမှန်ပဲပေါ့နော် Acer နဲ့ Cooling fan ဘာညာလဲမတက်ပဲねအခုလိုຫນွေရာသီပူပူကြီးမှာတာမန်အခန်းပူချိန်အဲ့လို gain တွေဆော့ဖို့လည်းတိတ်အားမပေးဘူးပေါ့နော် ဒီ A5 Pro ကပထမဆုံးအနေနဲ့သူတို့ရဲ့ A series ထဲမှာ Vapor Chain မှာ VC Cooling ထည့်ပေးလာတဲ့ဖုန်းတစ်လုံးလို့လည်းပြောလို့ရတယ်။အကြမ်းခံတာအားခံတာအပြင် specification ပိုင်းနည်းနည်းသူတို့ upgrade လုပ်တာတိတာတာသူ့ရဲ့ network ပိုင်းဖုန်းရဲ့360 degree bare direction angle ရမဆိုဖုန်း line ကိုမိနေအောင်ဥမာ gain တွေပါဆော့တာမှဒီလိုလက်တွေနဲ့ကွယ်ွားတာပါညာအတွက် line ကျသွားတာမျိုးအနှောက်အယှက်မဖြစ်အောင်သူမှ fresh level quality network တွေထည့်ပေးထားတယ်သူသိရတယ်။ဒါကလည်း ACU မှာ Oppo အရင်ကဒီလောက်ထိမလုပ်ပေးခဲ့ဘူးလို့တော့ထင်တာပဲ။ camera spec တွေကတော့ဒီလိုပါ။သူ့ main camera budget phone ပြီးပြီကလင်းကောင်းကောင်းရမယ်ဆိုရင်တော့ပုံထွက်လေးလက်ခံနိုင်ကြရှိရဲ့အဆင်ပြေရဲ့။သဘောကျဖို့ကောင်းတဲ့ထူးခြားတဲ့အချက်ကတော့သူ့ရဲ့ 1x main shot ထက်ကို 2x digital နဲ့ crop ထားတဲ့ shot တွေကပို့ပြီးတော့ detail ကောင်းတယ်အကြောင်းလေးတွေပို့လှတယ်။ ဲဘာလို့လဲတော့မပြောတတ်ဘူးပေါ့နော်တချို့ marriage ဖုန်းတွေမှာအဲ့ဒီအချက်ကိုကျွန်တော်သတိထားမိတာနည်းနည်းကြာပြီ pixel bin နဲ့သူတို့ပြန် crop ပြီးတော့ process လုပ်လိုက်တဲ့အချိန်မှာ performance overall quality တက်သွားပြီဖြစ်နိုင်တယ်ကျန်တော့တော့အလင်းအားနေမယ်ဆိုရင်ကျွန်တော်တို့ဒီလို budget ဖုန်းတွေရထုံးစံဂျုံကန်ရမယ် detail တွေသူ contrast တွေ quality overall ကြောက်သွားမှာပေါ့နော် mic တော့ reno series အမြင့်အား AI feature တွေအကုန်လုံးဒီမှာဒီ A5 Pro မှာပါတယ် ဥပမာဓာတ်ပုံပြင်ဖို့ AI Eraser 2.0လို့ AI Reflection Remover နောက် AI Blur အဲအဲ့လိုမျိုးကျွန်တော်တို့ Oppo Reno နဲ့ flagship phone တွေမှာကောင်းကောင်းကြီးကိုသုံးခဲ့ရတဲ့ feature တွေဒီကောက်မှာအကုန်ပြန်ပါတယ် Live Photo နဲ့ Underwater Photography လိုမျိုးအခု Reno Series အသစ်တွေမှာပါနေတဲ့ mode တွေလည်းပါတယ်တခြား productivity ဘိုင်းအတွက် AI tools တွေလည်းသူ့မှာပါတယ်ဆိုတော့30ကျော်ပေးပြီးတော့ Reno Series phone လောက်ထိမဝယ်ချင်တဲ့လူတွေအတွက်ကြတော့လေ ဒီဖုန်းမှာ AI user experience ခက်ဆင်စင်ရမယ်။နောက်အရင်တော့ Oppo ရဲ့ AI feature တွေကြောင်းထပ်ဆန်းပြပြပါောင်းမယ်။ Oppo ကတော့ဒီဖုန်းကိုခက်ကြမ်းကြမ်းသုံးရေစိမ်းခံ AI phone ဆိုတဲ့ slogan နဲ့ကြွယ်ထားတယ်ပေါ့နော်။ဆိုတော့အခုကြည့်နေတွေ့ရော A5 Pro လေးကိုဘယ်လိုသဘောရလဲ။ဈေးကတော့8,900 9,900 9,000ပဲဆိုပါတော့။ ကျွန်တော်တို့ Uber Storage 2.1 speed နဲ့ FPTDR 4H brand မျိုး Marines level spec တွေပေါ့ Stereo speaker နှလုံးပါတယ်သူ့ရဲ့အသံထွက်နမူနာကိုကျွန်တော်ဖွင့်ပြလိုက်မယ်တကယ်အပြင်အတိုင်းကြားချင်တယ်ဆိုတော့မိတ်ဆွေနေချက်တက်ပြီးနားထောင်ကြည့်ပါ ကြားကြတဲ့အတိုင်းပေါ့နော်အတန်ကတော့တော်တော်ကျဲသူ့ရဲ့ default 100%ဆိုရင်တော့အဲ့လောက်ကြီးမဆိုးဘူး maximum 300%ညှဲ့လိုက်မယ်ဆိုရင်တော့အတန်ပိုကျဲသွားသလို detail လေးတချို့နှုတ်လေးတော့နည်းနည်းကျသွားပြီပေါ့နော်ဘယ်လိုသွားရကြလဲကဲဒါကတော့ကျွန်တော် Oppo A5 Pro ဖုန်းကို showcase လုပ်ပေးခဲ့တာဖြစ်ပါတယ်ဒီဖုန်းလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲပေါ့နော်ကိုယ့်ရဲ့အမြင်နဲ့အောက်မှာလွတ်လွတ်လပ်လပ်မန့်ခဲ့လို့ရပါတယ်ပြီးတော့ tag နဲ့ပတ်သက်ပြီးတော့မေးချင်တာကြီးသိချင်တာကြီးရှင်းတယ်ဒီဗီဒီယိုလေးအောက်မှာလွတ်လွတ်လပ်လပ်မန့်ခဲ့လို့ရပါတယ်အားလုံးကိုလည်းခံပါ ကျွန်တော်ကတော့ဖုန်းကျော်သူဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့